ယူနိုက်တက်ကရောင်းချနေတဲ့ရက်ဖို့ကိုအားအသင့်မွယ်ပြစ်မှတ်ထားလာတဲ့ဘိုင်ယန်မြူနစ်ဂျမန်ပေါ်တိုလီကာရဲ့အင်အားကြီးထိပ်သီးကလပ်ဘိုင်ယန်မြူနစ်တင်ဟာမန်ချက်စတာယူနိုက်တက်တင်ရဲ့ထိပ်တန်းကစားသမားမာကတ်ရက်ဖို့ကိုခေါ်ယူဖို့အတွက်စိတ်ဝင်စားမှုပြင်းပြထန်ထန်ပြသနေတယ်လို့ဥရောပဘောလုံးလောကရဲ့နောက်ဆုံးရသတင်းတွေကဖော်ပြနေပါတယ်ဒီသတင်းကနယူးယောက်ကြီးပြောင်းရှိဈေးကွက်ကိုပိုပြီးစိတ်ဝင်စားစေမယ့်အလားအလာရှိပါတယ်အသက်29နှစ်ရွယ်ရှိပြီဖြစ်တဲ့အင်္ဂလန်လက်ရွေးစင်တိုက်စစ်ကစားသမားရက်ဖို့ဟာမန်ချက်စတာယူနိုက်တက်တင်ပြရူဘီအာမော်ရီနဲ့နီးပြောက်ပိုင်းဆိုင်ရာမတူညီမှုတွေဒါမှမဟုတ်တူးချင်းဆက်ဆံရေးအဆင်မပြေမှုတွေရှိခဲ့တာကြောင့်ပြီးခဲ့တဲ့ဇန်နဝါရီပြောင်းရှိကာလမှာအက်စတွန်ဗီလာအသင်းစီကိုရာသီဝက်နဲ့ငှားတော့ရောက်ကစားခဲ့ရပါတယ် အစတွန်ဗီလာအသင်းအနေနဲ့ရက်ဖို့ကိုပေါင်တန်း၄၀နဲ့ဘီဒတ်ခေါ်ယူခွင့်ပါဝင်ခဲ့ပေမဲ့ဒီခွင့်ရေးကိုအသုံးချတော့မှမဟုတ်ဘူးလို့ဒီရက်သက်တပတ်အစောပိုင်းကတရားဝင်အတည်ပြုခဲ့ပြီပဲဖြစ်ပါတယ်။ဒါကြောင့်ရက်ဖို့ကနွေရည်ဒီပြောင်းရွှေ့မှာမန်ယူတင်းစီကိုပြန်လည်ရောက်ရှိလာမဲ့အလားအလာများစွာရှိနေပြီးသူ့ရဲ့နာကက်ကမယေမယားဖြစ်နေခြင်းမှာဘိုင်ယန်မြူနစ်တင်းရဲ့အခုလိုစိတ်ဝင်စားမှုကပေါ်ပေါက်လာတာပဲဖြစ်ပါတယ်။လက်ရှိမှာတော့ရက်ဖို့ကိုခေါ်ယူဖို့တဲ့ပရီးမီယာလိကနယူကာဆယ်နဲ့စပိန်လာလီကာကဘာစီလိုနာအသင်းတို့ကချိန်တော်ကြာကလေးကချိန်ဆက်နေကြပါတယ်။အခုတစ်ခါမှာတော့ဂျာမန်ထိပ်တန်းသတင်းစာဘေးရဲ့ဖော်ပြချက်အရဘိုင်ယန်မြူနစ်တင်းကတော့ရက်ဖို့ကိုခေါ်ယူဖို့စိတ်ဝင်စားလာတာဖြစ်တယ်လို့သိရပါတယ်။ ဒါကဘိုင်ယန်တင်းရဲ့တိုက်စစ်ပိုင်းကိုအားဖြည့်တင်းလို့တဲ့ဆန္ဒပြင်းပြမှုကြောင့်လုံးတုံးတက်နိုင်ပါတယ်။ဘိုင်ယန်မြို့နယ်တင်းဟာလာမယ့်ရာသီအတွက်အတင်းရဲ့တိုက်စစ်ပိုင်းကိုအားဖြည့်ဖို့ပြင်မှတ်အများပြားချမှတ်ထားပါတယ်။အစပိုင်းမှာတော့ဂျာမန်ကွန်းနယ်တိုက်စစ်ကစားသမားဖလိုရီယာဝက်ကိုခေါ်ယူဖို့ကြိုးပမ်းခဲ့ပေမဲ့ကစားသမားကိုယ်တိုင်ကပြိုင်မဲ့လီဗာပူးတင်းစီကိုရွေးချယ်ခဲ့တာကြောင့်သူတို့ရပထမဦးစားပေးပြင်မှတ်ကလွဲချော်ခဲ့ရပါတယ်။ဒီလိုအဓိကပြင်မှတ်လွဲချော်ပြီးခဲ့တဲ့နောက်မှာတော့ဘိုင်ယန်မြို့နယ်တင်းဟာအတင်းတိုက်စစ်ကိုအားဖြည့်ဖို့အတွက်တခြားရွေးချယ်စရာတွေကိုအလေးနက်ထားချပွေခဲ့ရမှာမကရက်ဖူကသူတို့ရဲ့ရေဒါလေးကိုရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။ဘိုင်ယန်မြို့နယ်တင်းဟာရက်ဖူကိုခေါ်ယူပြီး လက်ရှိကမ္ဘာစစ်မီတိုက်ရှင်မှုဖြစ်တဲ့ဟာရီကိန်းနဲ့တွဲပေးဖို့စီစဉ်နေတယ်လို့ဒီနေ့ညကဆိုပါတယ်။ဟာရီကိန်းနဲ့ရက်ဖိုးတို့ဟာအင်္ဂလန်လာရွေးစီတင်းမှာအတူတွဲဖက်ကစားနေကြကစားမားတွေဖြစ်တာကြောင့်အချင်းချင်းနားလည်မှုရှိပြီးသားပဲဖြစ်ပါတယ်။ဒါဟာဘိုင်ယန်မြူနစ်တင်းရဲ့တိုက်စစ်အတွက်အားကောင်းတဲ့အထာတိတဲ့တွဲဖက်မှုတစ်ခုဖြစ်လာနိုင်ပြီးရက်ဖိုးရဲ့ဘဲဂျန်တိုက်စစ်ကစားပုံနဲ့မြန်နှုန်းကကင်းရဲ့ဂိုးသွင်းစွမ်းရည်တွေကိုပုံပုံမြင့်တင်ပေးနိုင်မယ်လို့ဘိုင်ယန်တာဝန်ရှိသူတွေကယူဆထားကြပါတယ်။ဘိုင်ယန်မြူနစ်တင်းကလက်ရှိမှာလေဘာပူတင်းကလိုဝစ်ဒီယန်နဲ့ဘီဘောက်တင်းကနီကိုဝီလီယန်တို့လိုအခြားထိပ်တန်းတိုက်စစ်ကစားမားတွေကိုလည်းဦးစားပေးအနေနဲ့ခေါ်ယူဖို့ကြိုးပမ်းနေတယ်လို့ဒီနေ့ဖော်ပြနေပါတယ်။ ဒါမှမဟုတ်သူရဲ့နာမကိုတိုက်စစ်မှုဟာရီကင်းရဲ့အင်္ဂလန်တင်းမော်ရက်ဖို့ကိုလည်းသူရဲ့ရေးကြီးတဲ့ရေဒါတွေကိုထည့်သွင်းစဉ်းစားလာတာပဲဖြစ်ပါတယ်။စစ်စံလက်တပ်ကတော့ရက်ဖို့တော့ပေါင်တန်း40ဝန်းကျင်လိုရှိနေတယ်လို့သိရပါတယ်။ဒါကြောင့်ဘိုင်ယန်မြူနီတင်းနေတဲ့လိုအပ်နေတဲ့တိုက်စစ်ပိုင်းကိုအားရင်ဖြည့်တင်းမော်ရက်မာကတ်ရက်ဖို့ကိုတကယ်တမ်းခေါ်ယူနိုင်မှာလား။ ဒါမှမဟုတ်တခြားပြည်မန်းဒီစီပဲဦးတည်သွားမလားဆိုတာကတော့လာမယ့်နေရာကြီးပြောင်းရွှေ့ကာလာအတွင်းမှာစိတ်ဝင်စားစရာအကောင်းဆုံးခြေနေတစ်ခုဖြစ်ဆက်လက်တရှိနေအောင်မှာပဲဖြစ်ပါတယ်။တကယ်ရရက်ဖို့ဒါဘိုင်ယန်မြူနစ်ကိုရောက်ရှိခဲ့မယ်ဆိုရင်ဟာရီကိန်းနဲ့ရက်ဖို့ရဲ့အင်္ဂလန်တိုက်ဆက်တွဲကိုဥရောပထိပ်တန်းလိတစ်ခုဖြစ်တဲ့ဘွန်နိုလီကာမှာတွေ့ရမလားဆိုတာကတော့ပေါ်လုံးပရိသတ်တွေနေတဲ့ဆက်လက်ဆောင်ကြည့်ရအောင်မှာပဲဖြစ်ပါတယ်။ဒီမှာဘွန်နိုတက်ကတဲ့အမားတို့ချစ်တဲ့